ပြည်သူများလုံးအမင်္ဂလာခင်ဗျာ One Friday Fight 110ပြိုင်ပွဲမှာမြန်မာဖိုက်တာနှစ်ယောက်တောင်ပါဝင်လာတော့မှာပါပါဝင်လာမဲ့မြန်မာဖိုက်တာနှစ်ယောက်ကတော့ထွန်းမင်းအောင်နဲ့စူပါရီရှန်းတို့ဖြစ်ကြပါတယ်ခင်ဗျာအစောပိုင်းကတော့စူပါရီရှန်းရဲ့ပွဲစဉ်တပွဲပဲထွက်ပေါ်လာခဲ့တယ်ပေါ့လေအဲတော့စူပါရီရှန်းတယောက်ပဲပွဲရလားဆိုပြီးကျွန်တော်ထင်မှတ်နေခဲ့ကြတာဒါပေမဲ့ဒီနေ့ပွဲစဉ်စရာအပြည့်စုံကိုထုတ်ပြန်တဲ့ချိန်မှာတော့ထွန်းမင်းအောင်ရဲ့ပွဲစဉ်မှာပါဝင်လာခဲ့တာကျွန်တော်တွေ့ရတယ်အဲတော့လာမဲ့တောက်ကြနေ့ မေလ30ရက်နေ့မှာကျင်းပမယ့်1 Friday Fight 110ပြိုင်ပွဲမှာတော့ကျွန်တော်မှာ Fighter မျိုးရဲ့ပွဲကိုကြည့်ကြတော့မှာပါပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲကလည်းနည်းနည်းလေးရှားတော့တပွဲပြီးရင်နည်းနည်းအချိန်ဆောင်ဆောင်ပြီးတော့နောက်တစ်ပွဲကို AAC ကြည့်လို့အောင်ပေါ့လေပွဲစပြီးတော့ဘယ်လောက်မှမကြောက်ဘူး၄ပွဲမြောက်ပွဲဇုံတောင်ပွဲစဉ်မှာ Super Champ ရဲ့ပွဲစဉ်ကိုကျွန်တော်စကြည့်ရပါလိမ့်မယ် Super Champ ကို German Fighter Muga Sito နဲ့ပွဲတယ်ပေးထားတယ်ခင်ဗျာ Muga Sito ကတော့အားလုံးသိထားပြီးသားပါသူကရှေ့မှာမြန်မာ Fighter အဲမွေနဲ့တွေ့ခဲ့တယ်မြန်မာ Fighter နှစ်ယောက်နဲ့ ဇက်တိုက်တွေ့ရတဲ့မူကာစီတိုဖြစ်သွားတယ်ပေါ့စူပါရှန်အတွက်ကြတော့သူကဂျပန်ဖိုင်တာတယောက်နဲ့ပထမဆုံးစတွေ့ရတဲ့ပွဲအဲရှေ့မှာသူတွေ့ခဲ့သမျှကထိုင်းဖိုင်တာတွေပဲဆိုတော့သူကနောက်နိုင်ငံတစ်ခုကဖိုင်တာတယောက်နဲ့ပထမဆုံးတွေ့တဲ့ပွဲဖြစ်သွားခဲ့တယ်စူပါရှန်ကတော့အားလုံးသိထားပြီးသားကြီးပဲသူ့ရဲ့ပွဲစဉ်ရှေ့မှာထိုးခဲ့တဲ့၃ပွဲလုံးကထူးခြားချက်တွေနဲ့ပြည့်နေနေခဲ့တယ်ပထမဆုံးပွဲစဉ်ဆုတင်တဲ့သူထိုးခဲ့တဲ့အဲ့ပွဲမှာလက်ရည်မတိမ်မြင့်ရှိခဲ့တယ်ဒုတိယပွဲကြီးနဲ့တတိယပွဲကြီးမှာဆိုရင်စူပါရှန်ကတော့တာလွန်တဲ့နေရာမှာရှိခဲ့တယ် ဒါပေမဲ့အမတ်ပိတိုင်လူကြီးကတယောက်တယောက်အလဲမထိုးနိုင်လို့အမတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာစူပါရှန်ကိုအရှုံးပေးခဲ့တယ်ပြိသက်တွေဒေါသထွက်ခဲ့ရတယ်မကျင်မနှက်ဖြစ်ခဲ့ရတယ်နောက်တစ်ပွဲဒန်းနဲ့ထိုးရတယ်ဒန်းနဲ့ပွဲမှာစူပါရှန်ဒီပထမပွဲကြီးပိုင်းဒန်းကိုအမောက်သိလိုက်တယ်ထိုးလုံးထိုးပေါက်အစုံသလုံးတက်ကွက်အစုံနဲ့သူထိုးပြခဲ့တယ်ဒါပေမဲ့ဝမ်းကအဲ့လိုစွမ်းပြခဲ့တဲ့စူပါရှန်ကိုဘောနပ်စ်မပေးခဲ့ပါဘူးဒီမှာပြိသက်တွေခံပြင်းရပြန်တယ်ဒေါသထွက်ရပြန်တယ်ပောက်ကွက်ရပြန်တယ်အဲ့လိုနဲ့တတိယပွဲစဉ်ရောက်လာတယ်မပြိသက်တွေက စူပါရဒုတိယပွဲစဉ်မှာဓာတ်ကိုထိုးပြီးတော့အလဲထိုးပြထားတော့တတိယပွဲစဉ်မှာဒါရက်ကောင်းတဲ့ပုံစံလာပြီးတော့ဘောနပ်စ်လည်းယူနိုင်ပွဲလည်းယူမယ်လို့မျှော်လင့်ထားခဲ့ကြတာညော်မှန်းတဲ့အတိုင်းဖြစ်မလာခဲ့ဘူး။ဘာကြောင့်လဲဆိုတော့1ကစူပါရှန်ကိုထိုးကျွေးလိုက်ပါတယ်။ဘလို့ထိုးကျွေးလဲဆိုတော့ကစ်ဘောက်စင်တောင်းထိုးခိုင်းလိုက်တယ်။ထိုးခိုင်းတာရော့ထန်ရောက်ဖိုင်ထိုးခိုင်းတယ်။ဆန်ကာသစ်နဲ့ဆန်ကာသစ်ကဘောက်စင်ကလာတာ။အဲ့တော့သူကအားသာချက်အများကြီးရှိခဲ့တယ်။စူပါရှန်ကကစ်ဘောက်စင်ဘက်ကိုပြောင်းထိုးရတဲ့အတွက်အားနည်းချက်တွေရှိနေခဲ့တယ်။ဒါပေမဲ့စူပါရှန်ကအကောင်းဆုံးပုံစံနဲ့ကစားပြသွားခဲ့တယ်။ ဆန်ကာတဲ့အာတာရာကတော့သူပိုင်နေတဲ့ကစားနီးမှာအမှတ်ယူတဲ့နည်းတွေကိုသိရှိခဲ့တဲ့အတွက်နောက်ဆုံးအမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာဆန်ကာတစ်ကအနိုင်ရသွားခဲ့တယ်ပေါ့လေအဲ့တော့စူပါရှန်တော့ကဒီပွဲဟာနိုင်ပွဲရောက်အရေးကြီးလာပြီပြောမယ်ဆိုရင်မူကာစီတိုကလည်းနောက်ဆုံးပွဲမှာရှုံးထားတယ်စူပါရှန်ကလည်းရှုံးထားတယ်ဒီတော့ဒီပွဲမှာထပ်ရှုံးတဲ့လူကနှစ်ပွဲဆက်ရှုံးတဲ့ရင်ဆန်းတာဖြစ်သွားမယ်အဲအနိုင်ရတဲ့သူကတော့နောက်ထပ်ပွဲရဖို့အတွက်အခွင့်အလမ်းကောင်းနေဖန်တီးသွားနိုင်မယ်ပေါ့လေ ဒါကြောင့်နှစ်ယောက်လုံးဟာနှစ်ပွဲဆက်ချုံရလနဲ့မချုံရအောင်အကောင်းဆုံးစ조사ရှင်မဲ့သွားကြအောင်ပါဒိုးနှစ်ယောက်တူတဲ့ပုံစံတွေရှိပါတယ်မူကာစီတို့လည်းတိုက်စစ်ဖွင့်လို့တယ်စူပါရှန်ကလည်းတိုက်စစ်အားသာနဲ့ကစားသမားဖြစ်တယ်ဒါကြောင့်အကျိတ်နဲ့ရှင်များတဲ့ပွဲကောင်းတစ်ပွဲကိုတော့ကျွန်တော်ကြည့်ရှုအောင်ပါ။ဘာပြောအဲ့ဒီဇုတော့ပွဲစဉ်မှာစူပါရှန်ကိုတော့နိုင်မွေးနဲ့အတူမြင်တွေ့ခြင်းရှိပါတယ်။ထုံးမင်းအောင်ကတော့ဒီတစ်ခေါက်မှာ Time Fighter Shepherd နဲ့ထိုးရမယ်။ထုံးမင်းအောင်တော့လည်းထူးကြပါတယ်။ထုံးမင်းအောင်ကရှေ့မှာသူထိုးခဲ့တဲ့ Fighter တွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါ အဲတခြားနိုင်ငံတွေက fighter တွေပေါ့လေမော်ရိုကိုတို့ဗီယက်နမ်တို့အိပရီယာ fighter တွေများတယ်ဗျအဲ့တော့သူကအခုဒီချိန်မှာ time fighter တောင်းတာပထမဆုံးစားထုတ်ရတယ်ကွယ်ဖြစ်နေ shaft တဲ့အဲ့တော့ shaft ကိုထုံးမအောင်နိုင်မလားဆိုတာကျွန်တော်စောင့်ကြည့်ရလိမ့်မယ်ထုံးမအောင်ကရှေ့မှာ၃ပွဲထိုးပြီးပြီအဲ့တော့၂ပွဲရှုံးထားတယ်တစ်ပွဲပဲနိုင်ထားတယ်အခုသူထိုးရမယ့် time fighter shaft ကတော့ lambini war championship တို့ဘာလို့မှပုံစံကောင်းရအောင်နဲ့ကစားသမားတယောက် ဒါမဲ့1 championship ပေါ့လေအခု1ပြိုင်မှာတော့သူကပထမဆုံးပွဲစားထိုးမှာဖြစ်ပါတယ်ဒီတော့ပထမဆုံးပွဲမှာတဖက် fighter shepherd ကိုအခွင့်အရေးမပေးလိုက်မျိုးတော့ထုံးမင်းအောင်တေချာပြင်ဆင်ထားရလိမ့်မယ်ဗျအဲ့တော့ထုံးမင်းအောင်နေနဲ့ဒီပွဲမှာအိနေရဲ့နောက်မရောက်ပွဲစဉ်ကိုထိုးရမယ်ပေါ့လေ time fighter shepherd ကိုအတိုင်းပြီးအကောင်းဆုံးပုံစံနဲ့ထုံးမင်းအောင်ကြောက်လာနိုင်မှာဈေးလို့ဆူတောင်းပေးလိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ